စစ်တွေမျိုးကိုရောက်ရှိလာတဲ့ရန်ကုန်ကတင်သွင်းတဲ့ကုန်ပစ္စည်းတွေကိုမြို့နယ်တွင်ကမွတ်စလင်ကြီးရွာတွေကိုဖျံဖြူခွင့်ပေးထားပေမဲ့ရခိုင်ကြီးရွာတွေကိုတော့စစ်ကောင်စီကဖျံဖြူခွင့်မပေးဘဲတာစီပိတ်ပင်ထားတယ်လို့သိရပါတယ်။အခြေခံစားတောက်ကုန်တွေနဲ့ဆေးဝါးတွေဟာရန်ကုန်ကနေတဆင်စစ်တွေမျိုးကိုကုန်သင်းမောတွေနဲ့ရောက်ရှိလာရင်မြို့အတွင်းနဲ့မြို့နယ်တွင်ကတခြားကြီးရွာတွေစီဖျံဖြူခွင့်ရပေမဲ့မြို့နယ်အတွင်းမှာရှိတဲ့ရခိုင်ကြီးရွာတွေကိုတော့ ဧပြီလအတွင်းကစတင်ပြီးခံပြုံးခွင့်နဲ့မရတော့ဘူးလို့ဈေးဆိုင်ပိုင်ရှင်မျိုးသားတယောက်ကနရင်စရာကိုပြောပါရယ်အဲ့ဒီလိုပိတ်ပင်တားဆီးထားတဲ့အတွက်စစ်တွေမျိုးနဲ့အထက်ကတိုက်ပွဲတွေကြောင့်ထွက်မပြေးနိုင်ပဲကြန့်ရှိနေတဲ့ကြီးဝါတွေကဒေသခံတွေဟာစာနဲ့ရိတ်ခါအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဆိုပါရယ်ရခိုင်မှာ2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးမျိုးသိမ်းတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီကကုန်းလမ်းရေလမ်းတွေကိုပိတ်ဆို့ပိတ်ပင်ထားခဲ့တာပါ ဒါပေမဲ့လည်းအခြေခံစားသောက်ကုန်တွေနဲ့ဈေးဝါတွေကိုရန်ကုန်ကနေတဆင့်စစ်တွေမျိုးနဲ့တင်းသွင်းခွင့်ကိုတော့စစ်ကောင်စီကသူတို့နဲ့ပူးပေါင်းနေတဲ့ခရိုနီတွေကနေတဆင့်လုကင်ခွင့်ပေးထားတာလည်းဖြစ်ပါတယ်။